အားလုံးပဲမင်္ဂလာပါရှင်။ဆီယမကြီးခင်ရင်ရေးသားထားတဲ့ဖေဖေးဆိုရဝတ္ထုလေးရဲ့အပိုင်း၃ကိုဆက်လက်ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ဖေဖေးအပိုင်၃။စစ်ကြီးဖြစ်နေစဉ်တော်တင်ကပင်ဝါခင်မမျိုးတီစစ်လမ်းမကြွ၍ငြိမ်းအေးနေသည်တော်မှန်၏။တခါတည်းရောလီရင်ပြန်ဝဲကစတနနှင့်လာ၍ပြတတ်၏။ အိမ်ရှိလူအုပ်များကို လေချောင်းရံလုံခြုံရာသို့ပို့ပြီးသည့်နောက်ဖေဖေကိုလိုက်ရှာလျင်ညသောအဖြစ်ချန်နေရှိအုံးပင်အောက်တွင်အုံးလက်များကိုအုံးတစ်ပြက်စီတန်လှုပ်ရန်တင်၍နေတတ်သည်မမေမှာလင်းဟူသောတန်ရောစဉ်ပြပါသာဖြင့်သူကိုယ်တိုင်လည်းပြေး၍တော့ခေါ်ပါသည်ကျမကိုလည်းဟဲ့ တမိတို့ဘေဘေကိုဆွဲခေါ်ပါအောင်လေရင်ပြန်တန်သူကြားမှာမဟုတ်ဘူးဟိုအော်ဒါကြီးလေရင်ပြန်တာရှဲရွေးသွားသည်ဖေဖေကတော့ထိုင်ရမှမထားတင်တင်ဘာဖြစ်တာလဲမမေကလေရင်ပြန်လာ၍စက်တနက်ပြကြောင်းပြောပြ၏အလကားပဲစိတ်ပူနေစစ်ဖြစ်တလေဘာလေးနဲ့အယူထနေကြတာသိလားဘာမှကြောက်စရာမရှိဘူး သူကဘာမှမတုံမလုံးယောဂရာ၍နားသာလီသွားသည်ဟိုစင်ကလေးကနေ့စဉ်အင်္ဂလိပ်မြန်မာသတင်းစာချန်နယ်များကိုဖတ်သည် reader တိုင်ချက် lifetime new week စသည်များကိုလည်းဖတ်သည်သို့သော သူကစိတ်ဖြစ်ခြင်းကိုမယောခေါင်းဆောင်များအယူထားကြသည်ဟု၍ပင်ဆွဆွဲလိုက်သည်ယခုလည်း သူ့အိတ်ခန်းတွင်စာအုပ်ပုံမှာအပြည့်ကျမပင်အင်္ဂလိပ်စာတစာကဖိဖိခေါင်းရင်ဖျားစင်မှအင်္ဂလိပ်စာအုပ်လွယ်လွယ်ကလေးများကိုစာ၍ဖတ်ခဲ့ရ၏အမှန်တော့နတ်သမီးပုံမြင်ကလေးများကိုသာအဖတ်များ၍ဝိတုကိုတော့ထိုစဉ်ကပထမဆုံးဖတ်ဖူးသည်မှာ Eastern Lover ဟုခေါ်သောစာအုပ်ဖြစ်သည်ထိုဝိတုလေးကိုဆွဲလန်းခဲ့သည်ကလည်း ဝိတုအကြောင်းကိုလဲလဲပတ်ပတ်ဖတ်တတ်၍မဟုတ်ပါချို့ဝိတုရဲ့တွင် ပါသောကြပြာကလေးကိုကြာ၍ဖြစ်ပါသည်ကြပြာလေးကိုလည်းကြပြာပိုင်ကြီးတစ်ခုလုံးကိုမဟုတ်မှတ်ချက်ဝိတုစာအုပ်သည်အင်္ဂလိပ်လိုရေးထားသောစာအုပ်ဖြစ်သည်ဖြင့်သူ့အတိုင်းရေးထည့်ရခြင်းဖြစ်ပါသည်မြန်မာလူတော့အရှိတိုင်းကချစ်သူခေါ်မလားမသိ You are a man and strong I am a woman and weak. You are the world to me. I am nothing to you. ထိုကပြပိုက်ကလေးကိုဆွဲရင်မှအင်္ဂလိပ်ဝတ္ထုလွယ်လွယ်လေးများကိုဆွဲလန်းလာရခြင်းဖြစ်၏။မှတ်ချက်။သူ့နှကူအင်္ဂလိပ်စာပိုက်တိုင်းရေးပြရသည်ကိုခွင့်လွှတ်ပါ။သူဆိုလိုခြင်းဒီကိုတော့တနိုင်သမျှဖော်ပြပါမည်။တင်မှာ ယောက်ျားဖြစ်၍စွမ်းအားနှင့်သူ ဖြစ်ပါသည်။ကျမမှာမိမသားဖြစ်၍အားနွယ်သူ ဖြစ်ပါသည်။တို့ကြောင့်တင်သည်ကျမအားထားရာကဘာတစ်ခုကဲ့သို့ဖြစ်ပါတော်လဲ။ကျမသည်တင်အတွက်ဘာမျထဲ့သွင်းစဉ်းစားเสียတတဝါတရားမဟုတ်ပါ။ဟူမြဆိုလိုခြင်း ဖြစ်ပါလိမ့်မလားမသိ။ အမှန်တော့ကျမဘာသာပြန်မတက်၍သူကပြရရတာမှာပေါ်သွားကောင်းပေါ်သွားပါမည်။အနီးကပ်ဆုံးရှင်းရှင်းရေးရလင်တော့မင်းသူဝင်ဤကပြတဘော့ကိုဖတ်ဖူးကောင်းဖတ်ဖူးပေးလိမ့်မည်။တင့်မှာကျွံတွက်တဆန်ရွမြချစ်သက်ချင်းငွေမကြံ၍ဟူသောကပြပိုက်ဖြစ်ပါသည်။သူကမိများပင်ချစ်ပါတော်လဲသူချစ်သူကမူ စံကြည်မြင်လေးတမြင်စာလောက်မှချစ်တတ်ချင်းငွေသူ့ပေါ်ရင်မရှိပါလားဟုဆိုလိုကောင်းဆိုလိုပေးလိမ့်မည်။စာဖတ်ပရိသတ်အနေနဲ့ကြပြာကဘာမှလည်းမဟုတ်ဘဲနဲ့သူကဘာကိုများဆွဲလန့်ပါလဲဟုထင်ကောင်းထင်ပေလိမ့်မည်။ခတ်ပေတာ။စာရေးစရာညင်ပါလားသူသည်။ငငယ်ကလေးကပင်သူများမဆွဲလန့်ခြင်းသည့်အရာများသူများမခံစားရသည့်များကို တွေ့ထိခံစားတတ်သူများဟုထင်ပါသည်သို့သောယခုအချိန်ကျမသည် ကလောင်တန်းကိုကန်၍ခင်းနေယူဟူသော ကလောင်အမိတစ်ခုကို ပိုင်လာသောအခါချစ်သူလည်းရှိ၏မုန်းသူလည်းရှိ၏စာပေများကို အကောင်းဝေဖန်ခံရသည်လည်းရှိ၏မကောင်းဝေဖန်ခံရသည်လည်းရှိသည်သို့သော ကျမ၏ချစ်လက်စွာသောဖေဖေသည် ကျမအပေါ်ဝေဖန်ဒီကိုနားထောင်ပါအောင်။သွားလေသူ ကိုတန်းဆွေအလေလာတော်နေ့တနေ့တွင်ဖေဖေက ကျမစာရေးနေဒီကိုညွှန်ပြရင်ကိုတန်းဆွေကို ပြောပါသည်။စာရွက်ကောင်းတွေကိုလေဖြုံပြီးတနေ့တနေ့ဘာတွေရေးနေမှမသိဘူး။စကလုံးတွေကလည်းဘဲကားရတာလည်းမသိ။ခမရသူရေးရာတွေကိုနားလေလား။ကျုပ်တော့နားမလဲပါ။ကျမနဲ့ကိုတန်းဆွေမှာ ဖိဖိစကားဆုံးလျင်ဦးတက်မတက်ရေးရပါတော့သည်။ကျမဘီအောင်စင်ကလည်းကျမရေးသောအင်္ဂလိပ်စာကိုဖတ်၍ဒီကောလိပ်ကျောင်းကမူသူ့ကိုဘီအောင်ပေးတာဟိ။သူ့အင်္ဂလိပ်စာကကင်ဒါဂါဒန်အင်္ဂလိပ်စာကြီးမြန်မာလိုတော့တငယ်တန်းအင်္ဂလိပ်စာကြီးဟို၍ကျမ၏အင်္ဂလိပ်စာအရေးသားကိုအမြဲဖတ်ရှုပြစ်တင်ပါသည်။ကျမကလည်းအတန်းကြောင်းတွင် ်အင်္ဂလိပ်စာကိုသင်လာရသူမဟုတ်များသောအားဖြင့်ဖြက်လန်းကလာရသူဖြစ်၍အင်္ဂလိပ်စာမှညံ့ဖျင်းချောင်းဝန်ခံရပေမည်ဖေဖေပြောသည်မှလည်းမှန်ပေသည်ဖေဖေသည်သားသမီးများစာကြည့်ရန်စပွဲတင်မှန်ရဲ့အတွက်ညနေဆောင်လျင်မှန်အိမ်ပြောင်းကိုသူကိုယ်တိုင်တိုက်ပေးသည်စာကြည့်စပွဲတွင်လည်းလူဆောင်မှကြိုက်သည်အမြဲတမ်း စာမေးပွဲအမှတ်ကိုဂယုစာ၍ကြည်လေသည်စုလိဖျားလဲအိမ်တွင်နေကြစဉ်ကပင်နုနုဒီဂရီရပြီးကျမကတော့ကုတလိရှိအိမ်ကိုစောက်ပြီးမှပင် BA ပြန်တက်၍ဒီဂရီယူရပါတော့သည်စစောကရေးခဲ့သလိုပင်ကုတလိအိမ်စောက်ပြီးပြောင်းလာတော့ခါသူစိုက်ချင်အားစိုက်ပြိုးချင်အားပြိုးနှင့်လွတ်လွတ်လပ်လပ်နေလာရ၍ဝါဖြိုးကျမ်းမာလာပါသည်ကျမသည် ရေချိုးကန်နဲ့ရေဆွဲအိမ်သာကမုတ်ကိုတဆက်သေးထားယုံမကဖိဖိအသက်ကြီးလျင်လွယ်ကူစေရန်အတော်ဟုရည်မှန်းပြီးဖိဖိအိတ်ခန်းနဲ့တွဲရက်ထားပါသည်အိမ်သာရေချိုးကန်နဲ့အိတ်ခန်းတဆက်သေးဆိုတော့လေဝင်ပေါက်ထွက်ပေါက်မတ်တပ်တကားများတတ်ထားခြင်းဖြင့်တကန့်စီလှုပ်ထားခြင်းဖြစ်ပါသည်ဒီနေ့တွင်အိမ်ပေါ်မှာကလေးမအေးတင်ကပြေး၍လာပြောပါသည် ဘဘကြီးရဲ့အိမ်သာဘောကလိမ့်ကြလို့မြင်မြန်လာပါအောင်ဘလို့ဖြစ်ရတာလဲကမုန်းနဲ့တမန်တလင်းခင်မှာတပြေးတည်းဖြစ်၍လိမ့်ကြစရာအကြောင်းမရှိပေကျမတို့အိမ်သာကိုလာပြီးတတ်သွားတယ်သူ့ကိုဘသူမှဒူရဘူးတဲ့အော်နေလို့မမယူကိုလာခေါ်တာကလေးမလေးတွေတုံးရမိအိမ်သာမှာအင်္ဂလိပ်လေကားတုံးတင်းနဲ့အတော်မြင့်သည်ရေဆွဲအိမ်သာပင်ဖြစ်၏ တိုက်အဆောက်အုံနှင့်တွဲမထားပါတီချာတနေရာတွင်စောက်ထားခြင်းဖြင့်အများစုသွားနိုင်အောင်လှုပ်ထားရခြင်းဖြစ်သည်ဘာရီများတွေ့ရအောင်မလဲရှင်တထိတ်ထိတ်နှင့်နောက်ခွေးခြံတော့အိမ်ဖော်နေရာတန်းရရှိရာသို့သွားရသည် ထုံးစံတိုင်းအိမ်ဖော်တွင်မြေးတွေတူတွေရှိပေမယ့်အနာမကရာငါလခွေးမှာပဲနာလိုက်တာတွားငါငါထနိုင်တယ် အစက်ကလည်းဆဲဆူရေရိုးနေသည် စီးစမအနာကို ခွဲစိတ်ကုသခံပြီးကလေးကဖေဖေသည်တချိန်ထိုးဝလာ၏ထမင်းစားလည်းတနေ့မှမပြတ်ပေယခုလည်းမြေပေါ်တွင်ပုံကြနေသော သူခန္ဓာကိုယ်ကြီးကို မနှဲတည်၍မနေရသည်လိမ့်ကြသည့်တန်ရာကလည်းအတော်နာဟန်ရှိသည်ကျမမအိုဟိတိချာကစွပင်သွားကသူ့ကိုဖေး၍ထူလာရ၏ စလုံးလင်နမင်စလုံးလင်နမင်လူရင်ခုပြောက်မှာငါ့ကိုဆရာဝန်စီမခေါ်နဲ့ဆရာဝန်ကလည်းကြောက်လိုက်သည်ဖြစ်ချင်းကျမတို့ကချော့မော်ကမိဖို့ခံတဲ့သူခေါ်သွားရ၏တန်ရာမှာဘယ်ဘက်လက်မောင်းတွေရရှိသွားရန်သူသည်သူလိုချင်သောလင်မင်ကိုသာ သူ့လက်ထဲကိုပေးလိုက်ရ၏တာမန်လူအသားနှင့်ဆိုရင်တလက်ခုတ်လောက်ရှိသော ဆာလုံးလင်မင်းဒီအရေပြားကိုအလွာလိုက်꽈ကြမြည်ဟုထင်ပါသည်ယခုတော့သူ့ဘာသာသူစုံနယ်လူ၍ပစိုးအစုတ်ကြီးနှင်ပတ်လိုက်သည်ကျမကတော့စိတ်မကထန်းရကိုတည်တည်ချာချာကြည့်ရင်သေးသည်သို့တော့အနာကမခံတွားလီတော့ဆရာရှိရာလောက်ကြပျောက်သွားပြီဘာတခုမှမဖြစ်တော့သလိုခပ်ပေါ့ပေါ့ပင်ပြောကသူ့ကိုအကြီးကိုသူဆွဲယူလိုက်၏ ညနေနုနုကြောင်းစင်းချိန်ရောက်မှပင်ကျမသည်နုနုကိုတိုင်မြင်ရ၏ဖေဖေကိုအသာချော့ပြီးသူ့ပတ်တီးကိုဖြည့်ကြည့်တဲ့အင်္ဂရီလေကအဆုံနဲ့ကိုတွားရိုက်တာဒေါ်ဆာရိုးရီပါရီအပ်သွားရင်မကောင်းဘူးနုနုသည်အတော်ကြာလျင်ဖေဖေအိမ်ခန်းထဲမှမျက်စိမျက်နှာမကောင်းပဲထွက်လာ၏မမယုဖေဖေရဲ့လက်ကြီးကအစမတန်ဟိုးရောက်နေတယ်ဆရာဝန်စီတွားမှာပဲထင်တယ် ဖေဖေဟန်သာလုံနေတယ်အတော်ပဲနာပုံရတယ်အေးငါထင်သားပဲတော်ကြာခွဲရစိတ်ရတဲ့ဘဝရောက်ရင်မကောင်းဘူးကဲချော့ပြီအောင်ဆရာဝန်စီတွားရအောင်ကျမတို့ညီမနှစ်ယောက်မှာဒေါက်တာကြီးပေါ်ထံဖေဖေကိုချော့၍ခေါ်လာရပြန်သည်ကျုပ်ကျုပ်ဘာမှမဖြစ်ပါဘူးသူတို့အတင်းခေါ်လို့လိုက်လာရတာပါဇက်ကသာဇုတ်ပြွေပြောနေသည် ဆရာဝန်ကသူ့လက်ကိုကင်တွယ်ကြည့်တော့ခါအကင်မခံနိုင်တော့ပြီ။ရောင်နေလိုက်ဒီမှာလဲကြည်ရမကောင်းပြီ။တရားတော့တော်ပြင်းနေအယိုးတော့ထိမှန်မထင်ပါဘူး။ဒါပေမဲ့တေချောင်းဓမ္မရဲလဲလေသူ့အနာတတအောင်စေးသုံးလုံးပေးလိုက်မယ်။ခုတလုံးတိုက်ညာအိယာဝင်ခန်းကြီးတလုံးတိုက်နောက်နေ့မနက်မိုးလေးမှနာသေးရင်တိုက်မနာရင်မတိုက်နဲ့။ဒါက ၊ဝိုက်စင်တတိထားဆရာဝန်ကကျမတို့ကိုမှာလိုက်ဤကျမမှာတွမ်းမံရိုက်ပြုပြီးအိမ်တို့ဖေဖေကိုခေါ်လာပါသည်ဖေဖေအနာရင်ပြုစုရသူကလေးမလေးအားဆေးမြားကိုဘလို့တိုက်ရမည်များကိုညွှန်ကြားပြီးကျမအိမ်ခန်းရှိရာသို့ဝင်လာခဲ့ညနေ9နာရီထိုးပေပြီဘဘကြီးအခုထိမအိပ်သေးဘူးကလေးမလေးသည် အိတ်ခမ်းထဲသို့ဝင်လာကပြော၏ဘာဖြစ်လို့လဲအနာသိနာနေလို့လားမဟုတ်ဘူးမမလက်ထဲကဈေးလုံးသူ့ကိုပေးထားရမယ်တဲ့ဈေးလုံးကိုမရရင်မအိပ်ဘူးတဲ့ကျဲလဲခတ်တကူကျမမသူ့အိတ်ခမ်းသို့ကူးသွား၍ချီဟန်လက်ဟန်နဲ့အိပ်ဖို့ချော်ရ၏ဆရာဝန်ကမနက်6နာရီထွင်နောက်စည်းတလုံးတောက်ရမယ်အခု ဘလောက်တက်တာသွားလဲအဲ့ဒီစေလုံးကိုသူတို့ငါ့ကိုပေးမထားဘူးမနက်6နာရီတိတိထိုးလို့သူတို့ရောက်မလာရင်ဘယ်နဲ့လုံးမလဲစိတ်ချ6နာရီတိတိထိုးရင်ဖေးဖေးလက်ထဲဒီစေလုံးရောက်စေရမယ်တမီးကတိပေးတယ်တမီးကိုယ်တိုင်ဒီစေလုံးကိုတင်ထားမယ်ညနေနေပြီစိတ်ချလက်ချအိပ်ပြီတော့ကျမကစာရေး၍ပြန်လာပြန်သည် စားဖက်ပြီးလျှင်ညနာကစိတ်တိုင်းမကြခြင်းမကြင်မနက်ဖြစ်ကြောင်းပြကအိယာတို့ဝင်သွား၏ကျမလည်းထိုအခါမှအိတ်ခမ်းတို့ပြန်လာရ၏စီးလုံးများကို သူ့လက်ထဲသို့အမထားရေစီးတလုံးတောက်၍အနာသက်တာပါအံကြံစီးလုံးများကိုတချီတဲ့မော့လျင်မောချတတ်ပါသည်ယခုနားမကြသောယောဂရသော အကြောင်းရင်းပင်လျင်ကျမသိရသလောက် အဆက်ချစေများတစ်ခါကိုတစ်ဆက်သာချတောင်းရမည်ဆိုသည်ကိုတစ်ချက်တည်းနှင့်အဆက်ပေါင်းများစွာတောက်ချလိုက်ရာနောက်နေ့မနက်မိုးလင်းသောအခါလုံးဝနားမကြားတော့ဟု ဆိုပါသည်ဂျပန်ခေတ်တုန်းကလည်းနှွေကြီးခေါင်ခေါင်တွင် ပွေကိုင်းပါသောဝမ်းနှုတ်ဆေးကိုတလက်ခုတ်တောက်လိုက်ရာဝမ်းမရတော့ပဲဆရာဝန်ခေါ်ရသည့်အဖြစ်သို့ကြုံရ၏အီလိုဖြစ်မျိုးကဖေဖေနှင့်ပတ်သက်၍ ကျမတတန်းတွင်ခဏခဏကြုံခဲ့ရပူပြီးထို့ကြောင့်ဆရာဝန်ညွန်ကြားသလိုတလုံးတလီတောင်းလျင်အနာတတတော်လဲလွန်လျင်ဒုက္ခရောက်တတ်သောအစွမ်းထက်သည့်ဈေးမျိုးကိုဖိဖိလက်သို့ကျမဘလူလုံးအရေပါမည်နိနနက်6နာရီတနင်ထိုးသည့်တပြိုင်နက်ဈေးလုံးကိုယူကာသူ့ကိုစေတရား၏ဒီအချိန်ထားကိုလောက်ရမည်ဆိုရင်လဲနာယီကိုအခန်းထဲယူသွားကကြည်နေသည် အချိန်စိတ်၍မလုံးဖြစ်လျင်ခုနှစ်တန်နှင့်ကိုအော်တော်သည်သူသည် မနက်6နာရီမထိုးခင်ထမင်းချမ်းကျော်တပကံနှင့်ငပိသူမဟုတ်ငချောက်ဖို့သူမဟုတ်အသားဟင်းအနှင်းငယ်ကိုထမင်းချမ်းနှင့်အတူစား၏စားပြီးလျင်လက်ဖက်ရည်အချိုကျကျတစ်ခွက်တောက်သည်6နာရီတိတိထိုးလျင်ဖျားဆောင်သို့သွား၍ဖျားဝေဖြစ်သည်မနက်စာထမင်းကို မနက်7နာရီတိတိတွင်စား၏ မင်းလေနှချက်တီးလျင်ရေချိုးပြီးကော်ဖီချိုချိုတစ်ခွက်တောက်သည်ညစာထမင်းကိုညနေ9နာရီတိတိစား၍ညာ7နာရီတွင်မိမြအေးသောရှားသည့်ဥတုတွင်ဖြစ်ပစေရေချိုးက7နာရီခွဲတွင် overdin တို့မဟုတ် မိုင်းလိုတစ်ခွက်တောက်၏9နာရီတွင် အရာဝင်တော်သည်ကြံအားလက်သောနေခင်းချိန်များတွင်အိမ်အလေခန်းမတွင်၌စာအုပ်မျိုးစုံကိုဖတ်၏ ကျမက အချိန်ကိုအတိအကျရေးပြရခြင်းမှာပေါ်ပြပါအချိန်များတွင် ကလေးမလေးမအားရသော၎င်းကျမတို့အလုံးရှုပ်၍သော၎င်းအချိန်လွန်သွားပါလျင်ထမင်းချမ်းထမင်းချမ်းဟူ၍၎င်းသို့မဟုတ် ကော်ဖီပြိုးကော်ဖီဟူ၍၎င်းသူတောက်သည့်အချိုးစားအလိုက်ကို ထမင်းစားခဲမှ ဖြစ်စေ သူအခန်းထဲမှဖြစ်စေကုန်းအော်၍တောင်းတော်သည်အကယ်၍ ဖျားကန်းတို့နနက်6နာရီတိတိတွင်စွန့်ပွဲမရောက်သေးပါလင်စွန့်တော်ပြိုးဟုအော်ဟစ်လိုက်တမှာကြားနေကြကျမတို့ပင်လန့်ဖြတ်သွားတော်သည်ယခုလည်းမနက်6နာရီတိတိတွင် သူစေတောက်ရရွေးကျင်းနှတ်သွား၏ညနေဆောင်လင်တမ်းမှန်ကိုလည်းယူရင်တရားကိုလည်းပြရန်ဖိဖိကိုဒေါက်တာကြီးပေါ်ရှိရာသို့ခေါ်သွားရ၏ဒေါက်တာနှင့်တွေ့သည့်တပြိုင်နက် ူတို့မကောင်းဒေါက်တာမင်းကကျုပ်အနာဒေါက်တာပေးတဲ့ဈေးတောက်တော့တိတ်တက်တာတာပဲဒါကြောင့်ညားကအားလုံးကျုပ်ကတောက်မလို့တောင်းတာသူတို့ကမပေးဘူးဒီမနက်မှကျုပ်ကိုတလုံးတိုက်တယ်သူကအရင်ဦးအောင်တိုင်းမာတော့သည်ဆရာဝန်ကစိတ်ရှည်စွာပင်စာရေးပြာကြီးအဲ့ဒီဈေးကအချိန်နဲ့သူ့ချူကြတောက်ရတာတချီရဲတပြိုင်နက်အားလုံးတောက်ချင်သေးရောဆရာဝန်ရေးပြသောစာကိုဖတ်ပြီး တဟာဟာနှင့်ရေကားမတိလို့ပြို့မတိလို့ဟူ၍ခုနှစ်တန်နှင့်မင်းအော်တော်သည်ကဲအယိုးလဲဘာမှမဖြစ်ဘူးစိတ်ကြရပါပြီဓာတ်မှန်လဲယူသွားဦးကြီးဟိုအနာကဆယ်နှစ်ပြည့်ပြီနော်ဘာမှပြန်မဖြစ်တာတိတ်ကန်ကောင်းတာပဲဆရာဝန်ကကျမကိုပြောပြ ਈ ယောက်ျားအတိတ်ကကြပြပေါ်ထွက်ရာယောဂကို ဒေါက်တာကြီးဘောကတတိယဟန်တူပါသည်ဟုတ်ကဲ့ဘာမှမဖြစ်ပါဘူးကြည်ပါလားဆူဆူပြည်ပြည်ဝေါ်ဝါကြီးကျမတို့ကိုပြောပြတော့ဒီယောဂကိုခွဲစိတ်ကုသပြီးကလေးကထမင်းစားရတာကိုအာရတင်းတိမ်နေမရှိဘူးတိတ်စားကောင်းတာပဲတဲ့အေးကွကံမဲထင်ပါရဲ့။ကျောင်းဆရာမကြီးတော်ပိုင်မိအဖေဆိုခွဲပြီးတနေ့တွင်ဆုံးရှာတယ်။ မယ်။ဆီယာမအဖေမှာကျမတို့ဘေဘီလောက်တောင်ထမ်းရမကြီးဦးထင်ပါသည်။ဆီယာဝင်ကိုနှုတ်ဆက်၍ကျမတို့ဘေဘီကိုခေါ်ကားပြန်လာကြသည်။စူးလိပ်ပြားလန်းကိုရောက်တော့ပလီနာကအရင်နေခဲ့သော တိုက်ကြီးကိုမြင်ခြင်းကျမစိတ်ထဲတွင် ထိုတိုက်ကြီးတွင်နေခဲ့ရသောဆယ်နှစ်ဆယ်မိုးကိုသတိရ၏။ထိုတိုက်ကြီးတွင်မမေနှင့်မမတို့အသက်ဆုံးရှုံးခဲ့သည်။ မေမေဖြင့်လေ5မိနစ်လောက်တမိတို့ဖေဖေနားပြန်ကြားစီခြင်းပါတယ်သူ့ကိုသိစီခြင်းတော်ကိုမေမေ5မိနစ်နဲ့အချင်းချုံပြီးပြောပြခြင်းလုံးလို့မေမေဤဆူတော်မပြေသေးပါသူပြောခြင်းသမ ्या ကိုမပြောရပဲ53နှစ်တွင်မေမေဆုံးခဲ့၏သူဘာရီများ ပြောခြင်းရှာပါလေမေမေအသက်16နှစ်တွင်ဖေဖေကိုလက်ထက်ကကလေး9ယောက်ရာသီအထိ ူပေါင်းသင်ခင်၍53နှစ်တွင် သူတည်ဆုံးသွားသည် သူဘာရီများ ပြောခြင်းပါလဲကျမသည်တနှုံနှုံတွေးလာမိ၏ပြောခြင်းတော့မပြောလိုက်ရဘဲနဲ့များသူတည်သွားရတယ်နော်ကျမသည်တယောက်တည်းစိတ်ထဲမှရေရွရင်ထိုဝေဒနာကိုစဉ်းစား၍တုံ့လောက်သွား၏လောကတွင်ပြောခြင်းတော့မပြောရဘဲလှုပ်ခြင်းတော့မလှုပ်ရဘဲအသက်သေးသွားကြရသူတို့ရှိကြ၏ ဤပြောချင်တာလုပ်ချင်တာဆိုသည်များကိုမြို့သိအောင်ဤနှလုံးသားတွင်ထားရခြင်းမှာကြာသောယောဂဝေဒနာပဲဖြစ်တတ်လေသလားဒါကြောင့်များမိမိဟာ53နှစ်ဆိုတဲ့တတန်းငယ်ငယ်မှာလောကကြီးကိုဆွန်သွားရလေသလားကျမကတော့အတွေ့အမပီပီတွေးလိုက်မိမိဖြစ်များကိုကြာရသလားမိမိသည်အရွယ်ရောက်ကလေးကချမ်းသာသည် ဆိုပါတော့လေသူသည် လွှမ်းမိုးခြင်းတစ်ခုကိုခံလာခဲ့ရသူဟုဆိုသည်ထိုလွှမ်းမိုးသူစိုးမိုးသူတို့အနိုင်ကျင့်သမျှပြုံးသောမျက်နှာပေနှင့်အိန္ဒြေရစွာမြို့သိပ်၍နေလာခဲ့သူဟုဆိုသည်ယခုထက်တိုင်းကျမမိမိကိုချစ်သူဝါခင်မအနောက်ပိုင်းမှမိတ်ဆွေတယောက်ကမိမိကိုချီးကျူး၏မိမိဤမြို့သိမ့်နိုင်ပုံ တီးခံစိတ်ရှိပုံကိုခဏခဏထုတ်ဖော်ပြောပြတတ်၏ကျမတို့ကိုငယ်စဉ်ကထိန်းလာခဲ့သူ အမျိုးသမီးတယောက်ကလည်းမိမိအဖြစ်ကိုပြော၍ပြတတ်၏ဒါကြောင့်လဲလင်းဘက်ကရော ကိုယ့်ဘက်ကရောဒါလောက်ကြီးမားတဲ့မိသားစုကြီးဟာဥမကွဲတိုင်းမပြတ်ကလေးတို့အွေရောက်တဲ့သည့်တစုတဝိုင်းနဲ့ဒီအိမ်ကြီးမှာနေနိုင်ကြတာပေါ့ဟူ၍ဘွားခင်မအိမ်ဟိုကြီးအကြောင်းဆလာရင်းသူတို့ကမိမိကိုချီးကျူး၍ ဇလိုက်မကြီးတပွဲပြပြ၏ကျမကတော့တစ်ဖက်ကမိခင်ကိုချီချူ၍သဘောကျတော့လဲတစ်ဖက်ကမူလူငယ်ပီပီခမမိုက်ဝင်တွေ့မိတော့ခါငါအမေခံရလေခြင်းဆိုသည့်အဂါတာကြီးမှပေါ်၍ပေါ်၍လာတတ်သည်ယခုအသက်ကြီး၍ကိုကိုကြီးဥနုကတရားပြကအဂါတာမထားဖို့ခွင့်လို့ဖို့ခဏခဏဆုံးမတော့မှကျမရင်ထဲတွင် မိခင်အားစိတ်မချမ်းသာအောင်လုပ်သူတို့အားခွင့်လွှတ်စိတ်ဖြင့်မေတ္တာပို့ပါ၏မိမိအကြောင်းကိုသာစာတအုပ်ရေးရပါလင်လဲကဘာကျော်အင်္ဂလိပ်ဝတ္ထုကြီးဖြစ်သည့် Withering Height ခေါ်ဝတ္ထုကိုမိသည်ဟုဝေဖန်၏သမားမြင်းတန်တို့ပေတန်တို့တညိုလောက်ကို လက်ကင်ထားသူတို့ကသူတို့အတိုင်းထွာလေးနှင့်တိုင်းထွာကဝေဖန်ကြောင်းမြည်ဖြစ်စင်စစ်တော့ ကျမမွေးဖွားခဲ့ရာဝါခင်မရှိအင်ယိုကြီးတွင်ကဘာကျော်ဝိတုကြီးအမျိုးသားတွင်ပါသည့် Withering High ဝိတု၊ Rebecca ဝိတု၊ Martha ဝိတု၊ Great Expectation စသောဝိတုတွေထက်စံကျဲသောဘဝတည်ုပ်ဖို့သောသင်္ကန်းစာရနိုင်သောအတွေ့အခေါ်ရင်ကျက်မှုကိုပြသောဝိတုဇလံများအများကြီးရှိသည်ဇက်ကောင်တို့၏တယုံမှန်ကရက်တာကိုသာ ကျမကလောင်မနိုင်၍မရေပြတတ်ရှိရမည်။ဇက်ကောင်မျိုးမျိုးတို့ပေါ်ထွက်ရအင်ကြီးဖြစ်၏။အကယ်၍သာဆရာမောင်တင်လောက်ဆရာတင့်တယ်လို့လောက်သာကျမကလောင်ကိုကျမနိုင်ညားပါအံ။တတ်တန်းစိလို့သာကျမတည်တော့တည်တန်းရ၏။ကျမအိမ်ဟိုကြီးရှိဝတ္ထုများကိုကရေး၍ပြီးဆုံးမည်မဟုတ်ပါဘဲထို့ကြောင့်ပင်ဝေဖန်ရေးသမားတို့ကကျမဝတ္ထုများကို ဘယ်အနောက်နိုင်ငံကဘာဝိတုကိုမြင်၍ရေးသည်ဆိုတိုင်းကျမကြည်၍ပြောမိပါသည်သူတို့အဆိုအရဇလန်းဇက်ွက်တွေမှာအမေရိကာအင်္ဂလန်ရုရှားပြင်သစ်စသောတိုင်းပြည်များတွင်သာ ဖြစ်ကြရမည်ဆိုသလိုဖြစ်နေတော်သည်အမှန်တော့ကဘာကြီးတစ်ခုလုံးတွင်အမေရိကန်ဖြစ်ဖြစ်အင်္ဂလိပ်ဖြစ်ဖြစ်ရုရှားဖြစ်ဖြစ်တရုတ်ဖြစ်ဖြစ်မြန်မာဖြစ်ဖြစ် လူလောကကြီးရဲ့ရောက်လာပါလင်လူလောကသားတို့တွေ့ရမြင်ဒုက္ခကိုအင်္ဂလိပ်မှုခံစားရသည်ရုရှားမှုခံစားရသည်မဟုတ်ဘသူဖြစ်ဖြစ်ဒီဒုက္ခဒီလိုတွေ့ကြရကြည်ရသည်ကြီးပါသည်ဇလန်းတို့သည်အင်္ဂလိပ်မှုရှိသည်မဟုတ်ကပ်လီမှုမရှိဘူးမဟုတ်၃၀တပုံတွေရောက်လာပါလင်ဒီလိုတွေ့ကြမြင်ဖြစ်ကြမြင်တာသည် နတ်ပြည်မှာတော့နတ်စာရေးဆရာရှိလျင်အသူရာနှင့်တရားမင်းတို့စစ်ပွဲကိုဝေဖန်ဟန်ချီကျူဟန်အာမန်တဟန်ငိမ့်ချမ်းရေးကြွေးကြော်တဟန်တို့ဖြင့်ရေးလိုက်ကြမည်ဖြစ်ခြင်းဘိန်တုနတ်မင်းကြီးသမီးဝေဝစ်စရာကိုပြည့်စက်တိန်ခနတ်သားချေရမပေါ်ပေါက်လာသောနတ်ကြံမှာလဲတကယ်ဆိုတော့နတ်စာပေတွင် မှတ်တမ်းသာတင်လင်းတကယ်အချက်ဝတ္ထုကြီးမှပေါ်ပေါက်လာခြင်းဖြစ်၏ဝတ္ထုတို့သည်ဘယ်နေရာမှမဆိုရှိနေ၏ပြည်ရင်းတွင်ပင်ပြပါထကောင်းသောဇလံများကရေလို့ပင်မကုန်နိုင်ပါဟုကျင်းပြရခြင်းဖြစ်ပါသည်တချို့များ သူတို့ဇလံများထပ်ပင်စမ်းကြဲသေး၏တခုတော့ရှိသည် အရေးအသာဇက်ကောင်ကာရိုက်တာကို ဖော်ထုတ်ရ၌သူတို့နိုင်ငံစာရေးဆရာတွေလောက်မတော်ကျင်သာရှိရမည် ရေးစရာများကတော့တဘုံကြီးပါပင်တီတခါတရံကျမဝေဒနာကြောင့်ကျမအိယာပေါ်လဲနေတော့ခါ၌ဒီအိမ်ဟိုကြီးမှာဝိတုတွေအများကြီးပဲရွေးလို့မကုန်ခင်အချို့သိမဲ့ထင်ပါရဲ့ဝီရင်ကြီးမိကျမခြေသူတယောက်ဖြစ်သောခင်ပွန်းတယ်မှာသူရှင်ဘက်ကိုပုတ်ကအမလီမိရွှေချိုးကိုတရားကိုမှတ်ပြီးစင်ကျင်ပါ ဒီဝတ္ထုတွေဆွဲလန်းပြီးတိမ်မာဖြင့်နောင်ဘဝတဆေဖြစ်မှာတနာเสียကောင်းလိုက်ပါပြီတော့ဟူ၍တပြည့်တောက်တောက်ပြောတတ်ပါသည်ကျမဘိုးတော့ရေး၍မကုံနိုင်လေတိမှရေး၍မကုံပါပင်တည်းတခါကလည်းစာပေဗိမ္မာန်ကဝတ္ထုတပုတ်ရေးခိုင်း၍မဟာတာဂီကိုရေးပါသည်သက်ဆိုင်ရာကဖတ်ရှုပြီး ထုတ်ဝေခြင်းမပြုရဆို၍ပယ်ခဲ့ပါသည် ကျမ၏ထုတ်ဝေနေကြထုတ်ဝေသူကထိုဝိတ္ထုကိုထုတ်သောအခါကျမဆွေမျိုးများထဲမှတချို့ကသူတို့ကိုစောင်းရေးပါသည်ဆို၍ဆက်ဆက်လူဖြစ်ကြသည်စာပေပိမှန်ကမူမြမနိုင်ငံရေးကိုစောင်းရေးသည်ဟု အထင်ရှိ၍မထုတ်ဝေရဲ့တဲ့ရေးစရာမကောင်းပေဘူးလားအနောက်နိုင်ငံဖြစ်စေအရှေ့နိုင်ငံဖြစ်စေစာရေးစရာသည်သူတို့ဝိတ္ထုများကိုရေးရ၌သူတို့ပဝင်ခြင်းမွေးဖွားရအလေးထား အတိုင်းဝိုင်းဤဗီဇဟန်ပန်မှာပါကြစမြေသူတို့ကိုရေးကိုရာရေးသည်ဆိုအောင်အများကိုအကျိုးရှိပွဲလဲပါသည် အနောက်နိုင်ငံအဖြစ်များနဲ့စင်တာလေးတွေလဲပါသည် မစင်တာလေးတွေလဲပါသည်နည်းနည်းစင်တူချင်း တူနေတတ်သည်ချွတ်စွတ်လဲတူတတ်သည်အနောက်နိုင်ငံမပြောနဲ့လွန်ခဲ့သောနှစ်က လာမင်းကြီးတာဆန်းပါဝိတုကိုကျမရေးသည်ထုတ်ဝေသူတယောက်က မခင်ယူ နိုင်ငံသားဝတ္ထုမီဒါလာဟူ၍အမိခံရပြန်သည် မေယုံတွင်မဟုတ် ခင်ဆွေဦးရဲ့ပလဲငုံဆိုတဲ့ဝတ္ထုနဲ့တူနေလို့ဝတ္ထုတအုပ်တည်းနှစ်ယောက်မီရေးတာလားဟူ၍ထတ်တော့မေးပြန်သည်မီလည်းမမီဘူးခင်ဆွေဦးနဲ့ဆိုတာလဲတခါမှမတွေ့ဖြစ်ဘူးသူကမြလည်းသူ့စိတ်ကူးနဲ့သူရေးတာပဲဒါမင်းကြီးတာဆမ်းမနဲ့တူတဲ့အင်္ဂလိပ်ဝတ္ထုလဲကျမကမဖတ်ဘူး ဘာဝဲကျုံနဲ့တူနေလို့လဲခင်ဆွေဦးရေးတာနဲ့ကောဘာများတူနေလို့လဲအကယ်၍မိခဲ့တော့ဘာသာပြန်ခဲ့တော့စိတ်ချပါဖွင့်ဟဝင်ခံပါမယ်ဘာမှလည်းမပင်မမှဘူးဝင်ခံလို့လဲကျမတို့မှာဂုံတရေမထိခိုက်ပါဘူးဆရာမင်းသူဝန်ပြောတယ်လို့ဖက်ရင်မှတ်ရင်လိလာရင်ကစုတုပြုသဘောမှာတယောက်နဲ့တယောက်ရောထွေးရှက်တင်အတွေးခေါ်တွေဟာအယောနောပါကြစမြဲပဲ နေပါအောင်စပင်းနေမှာအဲ့ဒါဟာတိတ်အရေးကြီးနေလို့လားရှင်တို့လာမေးတိုင်းကျမကတော့စိတ်ရှိလက်ရှိဖြေမှာပဲဒီလိုပြောတော့လေမိသူများမှာဘာမှပြန်မပြောတော့ဘူးဖေဖေအကြောင်းရေးရမှာမမိအကြောင်းရောက်မမိအကြောင်းရေးရမှာစပင်းအကြောင်းရောက်သွားပြန်သည်စာရေးသည်ဆိုဒီမှာဆွဲတာထိုးသည်ကို ဖြတ်သည်နှင့်တူပေသား အစတစဆွဲယုံနှင့်တပြုံကြီးပါလာတတ်ပေသည်ကျမ၏စိတ်ကူးသည် စုလိဖီယာလန်တိုက်ကြီးမှသည်မေမေနှင့်ဝါခေမအိမ်အိုကြီးတို့ဆက်ရောက်သွား၏ရှေးဘက်တွင်ဖော်ပြခဲ့သလိုမေမေသည် သူ့စူတောင်းတိုင်းအကယ်၍များဖေဖေသာ9မိနစ်ခန့်ပြန်လည်နားကြားခဲ့ပါလျင်သူပြောလိုသောစကားများသည်ဘာရီများဖြစ်ပါမည်နီတနုံနုံတွေးကကျမတို့ ွက်တလေးအိမ်ကို ပြန်ရောက်လာခဲ့ပါသည်။ပေါင်ရင်အနာခွဲစိတ်ပြီးမှ တခြားအနာဖြင့်ဒေါက်တာကြီးပေါ်ထံသို့ဖေဖေဒုတိယအကျဉ်းပြန်လည်သွားရခြင်းဖြစ်၏။ဟုတ်ကဲ့ပါရှင်။ဆရာမကြီးခင်င်းယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်းသုံးကိုပပြပေးခဲ့တာပဲဖြစ်ပါတယ်။အပင်းနာစင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။